ဘာလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီနီစီယာမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုတစ်ခါမှာတော့ကျွန်တော်မိတ်ဆွေတနင်္လာတာသမီအလုံးအတွက်16ရက်ဆယ်လ2025ကနေ24ရက်ဆယ်လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောင်းကိုဂန္ဓာတစ်ခုချင်းစီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်မိတ်ဆွေတနင်္လာတာသမီတွေပေါ့လေအဲဒီတစ်ခါကလာမှာဘလိုကံတရားလေးတွေကြုံတွေ့ရတတ်လဲဆိုတော့ပရမောက်တော့ကျမ်းပါရင်လည်းပတ်သက်ပြီးစပြောကြပါဆိုပြန်နော် ကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်ဒီကလာမှာမျက်စိနဲ့ပတ်သက်ပြီးသွားထိတဲ့အတွက်သတိထားရမယ်နော်အမြရိုးလေးကြိုက်တာမျက်စိလေးကြိုက်တာမျက်စိလေးမုံတာပေါ့နော်ဒါမျိုးတွေဖြစ်တဲ့တချို့လူငယ်လေးတွေဆိုလဲဂိမ်းရန်ဆော့လို့ဖြစ်စေနော်ဒီအရင်ဒီဂိမ်းနဲ့ပတ်သက်တဲ့ကိစ္စတွေတော့ဖုန်းတွေကြည့်လို့လို့ဖြစ်စေပေါ့နော်မျက်စိသွားထိတဲ့တချို့အစာနဲ့ပတ်သက်ပြီးအရင်လိုရတဲ့သူတွေဆိုလဲမျက်စိသွားထိတာပေါ့နော်အဲ့တော့တချို့မျက်မှန်မရှိတဲ့သူတွေဆိုမျက်မှန်အသက်တက်ကလာတွေမျက်မှန်ရှိတဲ့သူတွေဆိုပါဝါထက်တော်ရတာတောင်ဖြစ်တဲ့တချို့ကအရေးပါးတွေပေါ်မှာအနာလိုအဖုလေးတွေအများကြီးပေါက်ပြီးပွားပြီးအလားပြတ်တာမျိုးတွေဖြစ်တဲ့အတွက် အဲကျမိုင်းနဲ့ပတ်သက်ပြီးအရေပြားယောဂလေးတစ်ချက်ဂယူဆိုင်ကိုဆိုက်ကြမယ်နော်မပေါ်ဆက်ပါနဲ့လို့အကြံပေးခြင်းနဲ့ဗျာနော်အဲကျမိုင်းနဲ့ပတ်သက်ပြီးဆေးရုံဆေးကနေပါလေးပြမယ်ဆိုလို့ရှိရင်တော့အင်္ဂါတာသမီဆရာဝန်နဲ့ပဲပြပါနံပါတ်မှာအင်္ဂါနံပါတ်နဲ့ဆရာဝန်နဲ့ဆေးရုံနံပါတ်နဲ့ပါအင်္ဂါနံပါတ်နဲ့ဆေးရုံနေမှာပြမယ်ဆိုရင်အနာနဲ့ဆင်းနဲ့အမြဲဆန်းဆန်းထိရောက်တာပေါ့နော်တက်တာပြောက်ကင်းစီပါလိမ့်မယ်ဗျာနော်အဲဒါပြင်အစားစားတွေပါလေးစားတဲ့အခါမှာလည်းအဲတနည်းအားဖြင့်ဒီရရန်စီတတ်တယ်ပေါ့နော်အစားစားမျိုးတွေအတတ်နိုင်ဆုံးမစားပါနဲ့လို့အကြံပေးခြင်းနဲ့ပေါ့နော်အဲ့တော့ဒီကလာမှာ အဲတနင်္လာသားသမီးတွေအလုပ်နဲ့ပတ်သက်ပြီးဆက်ပြောခြင်းတယ်အဲ့ဒါဘာလဲဆိုလို့ရှိရင်အလုပ်မှာနှမျိုးရှိတယ်တစ်မျိုးကကြတော့လုပ်ငန်းကဝင်နေတဲ့သူတွေကြတော့အထက်လူကြီးကတော့ကိုယ့်ကိုကြီးသူဆောက်ဆောင်တဲ့ဂိမ်းထဲမှာသွားပါတယ်သူကဝမ်းသာဖို့ကောင်းတယ်တစ်ဖက်မှာကြတော့ကိုယ့်ကိုမန္တလိုတိုက်ခိုက်တဲ့သူတွေကငုတ်တို့ထိုင်ဆောင်နေကြတယ်ကိုယ့်တစ်ခုခုမြန်မာမလားမာမလားဆိုပြီးတော့ထိုင်ဆောင်ပြီးဆွဲချဖို့အတွက်အဲစောင့်နေတဲ့သူတွေရှိနေတယ်ဆိုတာလေးကိုအဲတနင်္လာသားသမီးတွေကိုကျွန်တော်သိသိခြင်းနဲ့အဲဒီတစ်ဖက်ကလာကအမရန်ရံများတတ်တဲ့ဂိမ်းထဲမှာပါတယ်ကိုကချစ်လို့ပြောပြလိုက်ရင်တော့မှကို့ကို အထင်လွဲပြီးမုန်းတယ်လို့ခေါ်ပြီးရှင်းပြရင်ဘယ်သူမှလက်မခံတဲ့ကာလထဲမှာသွားပါတဲ့အတွက်တော်တော်လေးသတိထားရလိမ့်မယ်။အများနဲ့တယောက်ဖြစ်တယ်လို့ခေါ်တာပေါ့။အဲ့လိုဖြစ်တဲ့အခါမှာလက်ရှိလုပ်ငန်းဝင်ဝင်နေတဲ့သူတွေဆိုရင်ဒီကာလမှာမွန်းကျက်နေတယ်ဗျ။လက်ရှိလုပ်တဲ့အလုပ်တွေမလုပ်ချင်တော့လက်ရှိနေတဲ့နေရာတွေမနေချင်တော့တနေရာကိုပြောင်းချင်သွားချင်ထွက်ချင်လာချင်တဲ့စိတ်တွေကအရန်ပေါ်တဲ့ကာလလို့ခေါ်တယ်။အဲ့လိုပေါ်ခဲ့လို့ရှင်ပြောင်းကြရင်ကောင်းမှမလားလို့မင်းနောက်ခုတော့ပြန်ဖြေရတယ်။ကိုပိုင်စီဝိုင်းလုပ်မယ်ဆိုတော့ပြောင်းလို့ရတယ်။ကိုပိုင်စီဝိုင်းမလုပ်ဘဲတခြားအလုပ်တစ်ခုပဲသွားလုပ်မယ်ဆိုရင်တော့ပို့ဆိုးတဲ့အញ្ញံတစ်ခုရင်ဆိုင်ရမယ်။အဲ့တော့လုံးဝပြောင်းလို့ရှုလို့မရဘူး။ ဟုတ်ပြီနော်ပြီးတော့ဒီကောင်ကမှတနင်္လာသားသမီးတွေအလုပ်မရှိတဲ့သူတွေအလုပ်ရဖို့တော့အခွင့်အရေးကောင်းတွေပေါ်လာလိမ့်မယ်အလုပ်ရလာလိမ့်မယ်ရတဲ့ခါမှာအဲ့ဒီလောက်ကကိုနဲ့မကညီလို့ဖြစ်စေဟိုခန်းသားငွေနဲ့လို့ဖြစ်စေစသည်အဖြစ်အဲဓာမျိုးလေးတွေနဲ့ကြုံရတဲ့ကိန်းရှိတယ်အဲ့လိုရှိခဲ့ရင်တော့မှအယုံရတဲ့ချိခဲ့ရဆိုပြီးတော့အဲ့ဒါကိုရွေးချယ်ဝင်မရပဲနဲ့အဲ့ဒီလုပ်လို့မှပဲတိခံပြီးလုံးမှတော်ငါချမယ်ဆိုတော့လေးသိသိချင်းနဲ့အဲ့လိုမှမဟုတ်ဘူးဆိုရင်နောက်အလုပ်တစ်ခုအလုပ်တစ်ခုရှာလို့မရတော့တာလေးအလုပ်တစ်ခုရဖို့အတွက်အချိန်ကြီးအများကြီးစောက်ပြီးဟာဝါရမျိုးတွေရအစအဲဖြစ်ရတဲ့ကိစ္စမှာသွားပါတဲ့အတွက် ခယူဆိုင်မယ်အလုံးနဲ့ပတ်သက်ပြီးဒီကာလမှာလက်လွှဲရတာတွေတိတ်မလုပ်တာအကောင်းဆုံးလို့လောင်းကျွန်တော်အကြံပေးခြင်းတယ်အဲဒီကာလမှာအဲ့ခုနကဝလုံးငန်းဝင်နေရသူတွေအထူးသဖြင့်ဝန်ထမ်းတွေတော့ဖြစ်ခဲ့မယ်ဆိုရင်ပေါ့ညနေတဲ့ဂျာတွေကနေယာရုတွေဘာတွေတက်တက်တကိန်းတော့ရှိပါတယ်အတိုက်ခိုက်တဲ့ဂျာတွေကနေတက်ကားတဲ့ယာရုလို့ခေါ်တာပေါ့နော်အပြိုင်ဆိုင်မှုတွေဂျာတွေကနေအောင်မျိုးအသီးပွင့်ခံစားရတယ်တချို့ရှစ်ပုံရှစ်ကံကြီးမားတဲ့သူတွေဆိုရင်ဒီကာလမှာအဲထိပ်ပိုင်းယာရုကောင်းဆောင်ပေါ့နော်အကြီးကယာရုတွေအစရရှိပိုင်ဆိုင်တဲ့ဆိုတဲ့ကိန်းခံရတဲ့ဆိုတော့တွားမြင်မိပါတယ်ဗျာနော်အဲ့တော့ဂယူဆိုင်ပေးရမယ် ီးတော့တနင်္လာသားသမီးကိုဆက်ပြီးမှကျင်တာလေးရှိပါတယ်။ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စပေါ့။ဒီကလာမှာလက်ပိတ်လာမင်းလက်မပိတ်ဘူး။ဒါပေမဲ့ငွေကုန်ချေချာတွေတအားများနေတယ်ဗျာ။အဖက်ဆက်လို့မရဘူးဆိုတော့ကိန်းခံမျိုးကြီးကျွန်တော်သွားမြင်မိတယ်ဗျာ။ဟိုရတာကဟိုတထောင်ဆိုလို့ရှိရင်ထွက်တာ2000တော့ပြန်ထွက်ချင်တာမျိုးကြီးပေါ့နော်။အဲအဲ့ဒါမျိုးကြီးတွေဖြစ်တော့ဝင်လိုက်ထွက်လိုက်ဘလုံးမလက်ထဲဆုပ်ကန်ရလို့မရတဲ့အနေအထားတွေမလောက်မငန့်ဘူး။တစ်ဖက်မှာလည်းနေမှာညမှာအရှာဖို့တယ်။တစ်ဖက်မှာလည်းမလောက်ငန့်ဘူးဆိုတာမျိုးတွေဖြစ်တယ်ပေါ့နော်။အဲ့တော့ကိုပစာကိုပြောတော့လိုက်ကိုရှင်ရှင်နဲ့ဒေါက်စိနေတာမျိုးဖြစ်တယ်။အဲအဲ့တော့ငွေချင်းနဲ့ပတ်သက်ပြီးစီးသပြီး30ပါ။ ငွေချင်းနဲ့ပတ်သက်လို့ရှိရင်ဘသူဘသူမှလက်လုံသွားတာမျိုးလေးခြိရားမျိုးလေးတွေလုပ်လို့မရဘူးဒီကလာမှာဖြစ်ရင် तू ကနှစ်ချက်သလုံးဖြစ်တယ်ရကြရရှိရင်မရဘူးတချို့ပေးရရှိတဲ့ပတ်သက်ဆိုလို့ရှိရင်လည်းကိုယ်မှမပေးနိုင်ပဲနဲ့အဲဂျင်းနဲ့ချက်တဲ့ကြာနေတာမျိုးလေးတွေဖြစ်ပြီးငွေချင်းအဲခက်ခဲကြက်အဲကြက်တဲ့တဲ့ရတဲ့ဘက်ကကာလကိုအဲတနင်္လာသားသမီးတွေဖြတ်သန်းမှဖြစ်တဲ့အတွက်အထူးသတိထားပါလို့ထပ်တယ်လည်းအကြံပေးခြင်းလည်းပဲနော် အဲပြီးတော့အဲဒီကလာမှာကိုပိုင်စီးပွားရေးလုပ်ငန်းလုပ်မယ်ဆိုတဲ့သူတွေပေါ့နိလုပ်တဲ့အခါမှာတယောက်တည်းအင်အားနဲ့မလုပ်ပါနဲ့စုပေါင်းဆက်ပေါင်းဆက်လူရှယ်လုပ်ငန်းလေးတွေလုပ်ရတဲ့ကိန်းရှိတယ်လုပ်ပါအားအားလေးတွေကပို့ပြီးအကျိုးပေးတာလေးတွေတော့တွေးရပါတယ်လုပ်တဲ့အခါမှာလည်းကိုနဲ့တင်းတော်နဲ့ဟာလေးတွေကိုရွေးချယ်ပြီးလုပ်ပါလုပ်ရတာကဆက်လာခြင်းအဆင်ပြေတယ်ဆိုတော့ပဲတကယ်တကယ်အကျိုးမြတ်ရမယ့်အချိန်ဒီမှာအဲနည်းနည်းလေးသဘောထားကွဲလွဲမှုတွေဖြစ်တဲ့ကိန်းတွေမှာပါတော့ဂရိသစာတည်အောင်ပဲကိုယ့်ဘက်ကလည်းကြိုးစားမယ်ဂရိသစာတည်တဲ့သူတွေနဲ့လည်းစုံစည်းအောင်ကြိုးစားပြီးအဲသူတို့နဲ့ပူးတွဲပြီးတာမြင်ပြီးလုပ်ပေးပါနော် အထူးသဖြင့်တစ်ခုလုံးမှန်ကန်မယ်ဆိုရင်အင်္ဂါသာသမိတ္တစီမှာအကြံဉာဏ်အကူအညီတွေယူအဲနံပါတ်မှာစလုံးစလိုင်းဇာကွက်ဆက်နေစွမ်းညအဲ့လိုပါတဲ့သူတွေနဲ့ပူတဲ့အတိုင်းမြင်ပြီးလုပ်မယ်ဆိုရင်တော့ပို့ပြီးကောင်းမယ်ဆိုတာလေးအကြံပေးခြင်းနဲ့ဗျာနော်အခြေအနေပတ်သက်လို့ရှိရင်တော့တလင်းလာသာသမိတ္တဒီကလာကအခြေအကံတွေကကောင်းတဲ့ထဲမှာပါတယ်အဲချစ်သူရှိတဲ့သူတွေဆိုတော့ဒီကလာကဆုံပြီလို့ပဲပြောရတော့မှာပေါ့လေအဲမင်္ဂလာအခမ်းအနားလေးတွေနဲ့ကောင်းမှုမှုအေးချမ်းမင်္ဂလာဆောင်အိမ်တော်ရက်သားလေးပါလေကြားတဲ့အနေထားလေးတွေရှိတဲ့အတွက်အမှန်တန်ဝမ်းသာဖို့ကောင်းတယ်ယူမယ်ဆိုလဲယူပါအဲဒီကလာမှာအိမ်တော်ချတဲ့ကိစ္စလေးတွေက ဘဝအတွက်အตายာဖြောက်ပြီးတော့လန်ကီလေးတွေကိုရှောက်နှံဝါတဲ့ဂိမ်းနမသွားပါတာဘူးဗျာနော်အဲနောက်တစ်ခုကဒီကလာမှာချစ်သူရှိတဲ့သူတွေဆိုလို့ရှိရင်အိမ်အောင်ကြတတ်တယ်ချစ်သူမရှိတဲ့သူတွေဆိုရင်ချစ်သူအစ်စ်တွေဘာတွေရတတ်တဲ့ဂိမ်းရှိတယ်ကျွန်တော်ထပ်ပြောပါမယ်စမ်းပွင့်တဲ့ကာလတွေကြုံနေတာဖြစ်တဲ့အတွက်ချစ်တဲ့ခင်တဲ့သူတွေတွေဝိုင်းလေတတ်တယ်အဲတော့အားထားလေးကိုမထိန်ချုံနိုင်တဲ့ခါမှာအဲတောင်းစင်မတော်မိတဲ့သူတွေနဲ့သွားတွေ့ပြီးတော့အနောက်ရှက်တွေဘာတွေဝင်တတ်တဲ့ဂိမ်းတွေကိုထိန်ချုပ်ပေးရမယ်အဲ့လိုမှမထိန်ချုံနိုင်ဘူးဆိုတော့အဲပြဿနာအနောက်ရှက်လေးတွေကြုံပြီးတော့ လက်လာပါပိတ်တာမူရီယာစာဂျောင်းတက်တဲ့ဂိမ်းလေးတွေရှိတယ်အခက်မသိရင်အမှုတွေပါတယ်ဖြစ်တဲ့သတိထားမယ်နော်ပြီးတော့ဒီကလာမှာအိမ်ပြင်တာအိမ်ဆောက်တာအုပ်ဝင်နေပတ်သက်တဲ့ကိစ္စလေးတွေလုပ်သမျှအားလုံးအစဉ်ပြေတဲ့ဂိမ်းတွေမှာပါတော့လုတ်ဖြစ်အောင်လုတ်ပေးမယ်ကားတွေပါလေလုံးဝဝယ်လို့မရပါဘူးကာမွန်တဲ့သူတွေဒီကရမှာကားအန်ရရရှိပါတယ် give cyber မကြခဏဆက်ပြတ်တာလေးတွေဖြစ်စေ accident ဖြစ်တာလေးတွေဖြစ်စေဖြစ်တဲ့ကားတွေပါလေဝယ်ပြီးတဲ့နောက်ပိုင်းမှာကိုယ့်လက်ထက်ရောက်ပြီးမှဈေးတွေပါလေထိုးကြွားရတာတွေမကြခဏဆက်ပြတ်လို့ဆိုပြီးပြင်ရတာတွေအစားဖြစ်တဲ့အတွက်ကားတွေပါလေလုံးဝမဝယ်ပါနဲ့ဗျာနော်အဝင်မတော်လို့ပါ ဲ့တော့ဒီကတော့မှပတ်ပတ်တဲ့သူဘယ်သူပဲဖြစ်ဖြစ်ပေါ့လေစနေတန်းသမီးကြာသားတွေတန်းသမီးတွေကိုယ်ကောင်းကောင်းကြီးစေတော့ပေးလိမ့်မယ်အထူးသတိထားပါသူတို့ကိုအကြောင်းပြုပြီးတော့စိတ်မမှန်လူပမှန်ပြဿနာတွေဖြစ်တဲ့အခက်မတင်အောင်အမှုကိန်းတွေပါတယ်ဖြစ်တဲ့ကိန်းတွေမှာသွားပါတယ်စနေခါရင်မင်းဆိုရတဲ့ပတ်တဲ့ကိစ္စတွေသွားညှိဆိုနေတော့မပေါ့နဲ့လေနော်သွားလာလို့ရှာတဲ့ခါတစ်ချက်သတိထားပေးအော်တိုဘာ22ရက်23ရက်24ရက်အဲ့ရက်တွေကတော့ဟိုအမှုကိန်းတွေပါတယ်ရှိနေတဲ့သူတွေဆိုရင်တော့မိမိတို့ကအနိုင်ရရှိမယ်ဆိုတဲ့ကိန်းတွေမှာသွားပါတယ်အကြံ့ကြနေတဲ့အဲခက်ခဲနေတဲ့ကိစ္စလေးတွေကိုအိတ်ကလာမှာ ရှစ်တို့ပြီးလုံနိုင်တယ်ပြီးမြောက်အောင်လုံနိုင်တဲ့အနေအထားလေးတွေကြုံရလိမ့်မယ်အလုတ်လျှောက်ခြင်းအလုတ်ရှာခြင်းမှာကောင်းသောသတင်းစကားလေးတွေအလုတ်ရတာမျိုးတွေအဲ့ရပိုင်းမှာကြုံရတတ်တဲ့ဂိမ်းတွေမှာပါမယ်လူမျိုးသားအချိုးပေးပြီးရက်ဝိနေချာကိုခရီးသွားပြီးအလုတ်လောရတတ်တဲ့ဂိမ်းအဲ့ရပိုင်းမှာဖြစ်တည်လာလိမ့်မယ်အော်တိုဘာလ16ရက်19 20 21အဲ့ရမှာတော့အညာအခိုက်တွေရှိတယ်အများနဲ့တယောက်ဖြစ်ပြီးတော့ရှင်းမရအောင်ဘယ်သူမှလက်မခံဘူးဆိုတဲ့ကာလအခုံးဘက်ပေါင်းတဲ့သူတွေအထင်လွဲတာတွေညီကောင်မတော်မအရင်ချမိဘဆရာသမားတွေအထင်လွဲတာတွေရှင်းပြလို့မရတာတွေကြုံရတတ်တဲ့ဂိမ်းရှိတယ် အဲစေတနာကနေဝေဒနာဖြစ်သွားတဲ့အမားယွင်းနေတာဆာကြုံရတဲ့အခက်မသိအမှုတွေပါတွေပါဖြစ်တတ်တဲ့ဂိမ်းပါတဲ့အတွက်အမှုမဖြစ်အောင်နေပါနော်အမှုဖြစ်လို့ရှိရင်တော်တော်လေးခိုက်တတ်တဲ့အနေအထားရှိတယ်ဂယုတော်တော်လေးစိုက်ပဲလမ်းတွေပါတွေသွားရင်ခွေးတွေပါတွေတစ်ချက်တစ်တာခွေးကတ်တတ်တဲ့အနေရလေးရှိပါတယ်အဲ့တော့ဒီကရမှာကန်ဒီယာရဲ့ထောက်မှမှုအပြေအဝရအောင်အညိုရောင်အဝါရောင်အစက်ရောင်လိမ်မော်ရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါမင်းတို့ကပိန်ပန်ဂဏမာပန်ကြာပန်စပယ်ပန်တို့ကိုမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖခင်မှာဖခင်ပန်ကတ်တာပဲဖြစ်ဖြစ် အနေအဲ့ကနေပါအလပောင်းထိုးတဲ့နေရာမှာပဲဖြည်းဖြည်းပြုလုပ်သုံးဆွဲပေးပါအဲ့တော့ကျွန်တော်လည်းအညနေခင်ပြီးကောင်းတဲ့ခံလေးတွေပိုကောင်းဖို့အတွက်ရရရလေးပေးကြရအောင်ဗျာနော်အဲ့တော့ရရရဘာလို့ကလဲဆိုတော့အုံဒီအစိမ့်တလုံးကိုထိတ်ဝှက်ဖြတ်မယ်အရေတွေကိုအိမ်ရှိမှာသုံးလိုက်နော်ပြီးရင်အဲ့ဒီအုံဒီတွေကိုစားလက်သုံးဆုပ်ဆုပ်ပြီးတော့ထည့်မယ်အဲ့ဒီအုံဒီကိုမနက်စောစောလေးတခုမှကို့အနေနာပေါ့အင်ချက်မှာရှိတဲ့တက်တန်းရင်ညောင်မကြီးကြီးမှာဆောက်တဲ့ရုပ်စိုးသွားရောက်ပြီးလူတန်းပေးရမယ်နော်အဲမိမိတို့လူချင်းတဲ့ဆန္ဒလေးကိုတေချာလေးတိုင်တဲ့ဆူတောင်းပေးပါရုပ်စိုးကြီးကိုညီမြန်မာဆန်ဆန်ပြီးမြောက်အကောင့်ထဲပေါ်သွားပါလိမ့်မယ် ဒါအပြင်အညံအခက်တွေပြပြအောင်ညနေဆောင်လေးတခုမှလမ်းမရခွေးလေးတွေကိုပေါမုတ်လေးတွေဖဲ့ပြီးတော့နော်ကျွေးပေးပါကျောင်းဝင်အညံလေးတွေအေကံမုတ်ချပြပြောက်သွားပါလိမ့်မယ်အဲတနင်္လာတာသူရအောင်စိတ်အချမ်းသာကြီးကိုကြီးကျဲမှကြမှာဖြစ်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ပါ